ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ပြောပြပေးခြင်းနဲ့ပုံပြင်လေးရတော့ဆာရေးဆရာမောင်ဘူးမွေးဧတာချားတဲ့ယူအလုံးရင်းအလိန်ခံရသူလို့မိရပါတယ်တခါကယူတာရဲ့လူတယောက်နဲ့အလိုလိန်ညာတက်တဲ့လူတယောက်သူဟာလမ်းခရီးမှာတေးဆုံကြတယ်လူယူကြီးကမြင်းစီလာပြီးတော့လိန်ညာတက်တဲ့သူကတော့ကြောက်ဖြုံကြီးကြီးတလုံးကိုချမ်းပြီးတော့ခြေချင်းလျှောက်လာတယ်လူလိန်ဟာလူယူကြီးရှိလာတဲ့မြင်းကိုဘလို့လည်ယူရမလဲဆိုပြီးတော့အကြံထုတ်လိုက်တယ် အဲ့နောက်မှာလူလိန်ကလူယိုးကြီးကိုဖျားရကကြီးပဲသွားမလို့လေခဏနားနေပါအောင်လားလို့ဖိတ်ခေါ်လဲခါမှာလူယိုးကြီးကလည်းသဘောတူတာကြောင့်မြင်းဘုံကနေစင်းပြီးတော့စကားပြောလေတယ်လူလိန်ကဖျားတကတို့ဒေသမြင်းများကဲပူတာပဲဝေးတဲ့အခါဘလူမွေးပါသလဲလို့မေးလေတယ်လူယိုးကြီးကအကောင်တိုင်းမွေးတာပေါ့မိတ်ဆေလို့ဖြေတဲ့အခါမှာလူလိန်ကအန်အောင်ဟန်နဲ့ဒါကြောင့်ဖျားတကတို့ဒေသမြင်းများတဲပူတာကိုလို့ဆိုတယ်လူယိုးကြီးကလည်း မိတ်ဆွေတို့ဒေတာမင်းကိုဘလို့မွေးလို့တော့လို့မေးတဲ့အခါမှာ လူလိန်ကဥကပေါက်ပါတယ်ဖရာတကရဲ့ဒါကြောင့်ကျွတ်တုံမင်းနေထွားချိုင်းနာလို့ဖြေလီတယ်အဲ့နောက်မှာလူလိန်ကကျုတ်ထန်းလာတာမင်းဦးကြီးပေါ့အလွန်မျိုးကောင်းတာပဲသူ့အဖေများအပြေးကောင်းလိုက်တာကျုတ်တို့နေမှာနမဲကြော်ပေါ့ဖရာတကရဲ့လို့ကွန်တဲ့အခါမှာလူရိုးကြီးကလည်းမင်းထွားကြီးကိုစီးလို့လာကြောင်းကျုတ်နှင်းနဲ့ခနားမင်းဦးလဲပါလာပြလို့ပြောလီတယ်လူလိန်က ဖျားကအလိုလိုချင်တော့လေယူသွားပေါ့ဗျာ။မကွဲအောင်တော့ထန်းသွားတော့လို့မှားကြပြီရော။လမ်းမှာပဲကြောက်ဖြုံတီးကြီးပုတ်သွားစီဘူးအတွက်လူယိုကြီးမသိအောင်လို့မိတွေခဲတခဲနဲ့ကြောက်ဖြုံတီးကြီးကိုချစ်ပေးလိုက်တယ်။လူယိုကြီးကလည်းဝမ်းသာအားရနဲ့ကြောက်ဖြုံတီးကြီးကိုထမ်းပြီးရောရွာကိုပြန်သွားလေတယ်။အဲ့နောက်လမ်းခင်းကြီးမှာပဲကြောက်ဖြုံတီးကြီးကပုတ်လာတာကြောင့်ငင်းကလေးတော့အသက်ရှင်မှာမဟုတ်တော့ဘူးလို့ဆိုပြီးတော့အနီးမှာရှိတဲ့ခြုံနယ်တစ်ခုပေါ်လွတ်ပစ်လိုက်တယ်။ အဲ့ခဏမှာပဲခြုံတင်းမှာရှိတဲ့ယုံငယ်တကောင်ဟာကြောက်ဖြူတူကြီးကြလာတာကြောင့်နေရွက်ကလေးထောင်းပြီးတော့ကြောက်လန့်ပြီးတော့ထွက်ပြေးတာကိုလူယိုးကြီးကမြင်လိုက်တယ်။လူယိုးကြီးကမြင်တဲ့အခါမှာယုံကလေးကိုမြင်းကလေးလိုထင်မှတ်ပြီးတော့ဟိုလူကလည်းအသေးထောင်မှာလိုက်ဘူးမြင်းကပေါက်ခန်ကြီးရေပုတ်လာတာကိုခုတော့မြင်းကလေးကထွက်ပြေးပြီလို့ညှိတော်လီရယ်။အဲ့နောက်မှာ အိုးထွက်ပြေးရပဲကောင်းပါလေလေဥရဲကထွက်ထွက်ချင်းတော့ဒီလောက်ကြီးနေတာကြီးလိုက်ငါစီးရဲမှာမဟုတ်ပါဘူးလို့ပြောဆိုပြီးတော့ပြန်သွားလီတော့တယ်ဆောင်းဘုတ်ရိုးလွန်းနေအာလူပါလာညာနာမပြေဆုံးနားဆင်ပြီးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ